ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီ live ကတော့ကျွန်တော်တို့လက်ကျန်ပွဲလေးတွေပြောမယ်လေးသိန်းပေါင်းလေးဒီနေ့ရဲ့ super sunday ရဲ့လေးသိန်းပေါင်းလေးပြောပြီးမှာဖြစ်ပါတယ်ပွဲကတော့နေပါတယ်ဒီဒီ live ထဲမှာတော့ နည်းနည်း၄၅ပွဲလောက်ပဲရှိမယ်ပေါ့လေနော်အဲ့တော့လက်ရှိလီဂူ1ထဲမှာကျွန်တော်အကြိုက်ဆုံးတပွဲအကြောင်းပဲပြောမယ်ပြီးရင်ကျွန်တော်တို့လာလီဂါထဲမှာအဲကြိုက်တဲ့တပွဲနှစ်ပွဲသုံးပွဲလောက်ပေါ့နော်အဲဟိုလာလီဂါတော့ဒီနေ့မဆိုးတော့မဆိုးဘူးဗျာဒါပေမဲ့နည်းနည်းလေးလက်တွန့်နယ်ပွဲလေးတွေဖြစ်နေတာပေါ့လေနော်အဓိကတော့ okay ပါဆိုတော့ဒါလေးတွေပြောမှဖြစ်ပါတယ် series ကတော့ကျွန်တော်ရှောင်ပါတယ်နော်ဒီဒီယာဒီကတော့ series ကြီးမိလိုက်တာကောင်းပါတယ်ကျွန်တော်လည်းမကြည့်ဖြစ်ဘူးပေါ့နော် series ပွဲတွေတိတ်တိတ်မကြည့်ဘူးမကြည့်ဖြစ်တာဒီယာဒီတရားဒီလုံးပေါ့နော် အော် series နဲ့အလန့်ဝေးနေတဲ့တော့ကျွန်တော် series မရေးပြတာတော်တော်လေးကြာပါပြီ။တရားသီးလုံးပဲဆိုပါစို့ပေါ့နော်။အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဒီရာသီးမှာတော်တော်လေးမိုက်နေတာက Premier League ပါ။ Premier League ရဲ့အတော်များများအဲ round 9ပေါ့နော်။ဆိုတော့ရာသီးစာတွေကတော်တော်များများကျွန်တော်သတိထားတာအဆင်ပြေနေတယ်နော်။တော်တော်လေးအဲဟိုဟိုကြွေပဲတက်နေတာလားဘာလားတော့မသိဘူးပေါ့နော်။အဲ့တော့ Premier League နဲ့ကတော့တော်တော်လေးလမိုင်းကတ်တယ်ဗျာနော်။အဲ့တော့အဆင်ပြေနေပါတယ်။အဲ့တော့ဆိုတော့ဒီဒီလက်ချံပွဲလေးကျွန်တော်ဒီ live ထဲမှာဆက်ပြီးဆွဲပါမယ်ညီကိုရေနော်။အဲ့တော့မင်္ဂလာပါဗျာ။ 布拉希亚，名了哇，来给詹，名了吧？那，苏伊吉，了吧？ ဇော်လင်းထွေးမင်္ဂလာပါဗျပြည်ဖြိုးမင်္ဂလာပါထိတိမင်္ဂလာပါအဲထွက်ခေါက်မင်္ဂလာပါဝေလင်းမင်္ဂလာပါဆမ်းမင်းမင်္ဂလာပါဦးအာကာဟိတ်မင်္ဂလာပါညီကိုကြီးကိုမျိုးမင်္ဂလာပါကိုမြင့်အဲဦးမျက်နိုင်မင်္ဂလာပါမင်းထက်ထက်အဲမဟုတ်မင်းဟိန်းထက်မင်္ဂလာပါထိတိမင်္ဂလာပါအောင်ကူမြင့်မင်္ဂလာပါညီကိုကြီး brother မင်းနောင်မင်္ဂလာပါကိုကြီးကိုကြီးမင်္ဂလာပါတင်မိုးအောင်မကိုကြီးမင်္ဂလာပါခင်မောင်ဝင်းမင်္ဂလာပါညီကိုကြီး brother ဝနအောင်မင်္ဂလာပါတုတ်ကြီးမင်္ဂလာပါကိုကြီးမင်္ဂလာပါ brother မင်းဆွေမင်္ဂလာပါကျော်လင်းမင်္ဂလာပါ brother son min line မင်္ဂလာပါရရင်ကြော်မင်္ဂလာပါ jg hg မင်္ဂလာပါတုတ်ကြီးမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါညီကိုကြီး brother ကြော်လင်း1500မင်္ဂလာပါ brother zin wine မင်္ဂလာပါဗျ david 2မင်္ဂလာပါ min chan မင်္ဂလာပါဆု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 မင်္ဂလာပါဗျကဲဆိုတော့တဲလီလက်မလီเนาะတယောက်တစ်ချက်လောက်ကိုယူတော့နှိပ်ပေးကြပါအောင်ညီတို့ဆိုတော့ကျွန်တော်ပြောပြောခဲ့တဲ့အချိန်မှာဒီနေ့เนาะ wine spec mount လေးတဲ့ကျွန်တော်ဒီနေ့တမောင်းရွေးချယ်ပေးကြပါတယ်เนาะအဓိကတော့ double chance နဲ့ဒါ ဝင်ပေါ့နော်မတူတဲ့အကြောင်းလေးပါအဲ့တော့ why you saw တဲ့ brother တွေဆိုရင်တော့တိမှာပါနော်အဲ့တော့ double chance ဆိုတာတော့ဒီဒီ 1x တို့ 2x တို့ရှိတယ်ဗျာအဲ့တော့1ဆိုတာတော့အင်ကွင်းအသင်း8ဆိုတာတည်ရင်နဲ့2ဆိုတာတော့အဝေးကွင်းအသင်းဖြစ်ပါတယ်နော် 1x double chance ဆိုရင်အင်ကွင်းအသင်းလုံးဝရှုံးလို့မရဘူးအနိုင်လည်းရတယ်လို့တည်ရင်လည်းရတယ်နော် 1x double chance တမားတွေကအောင်မှာဖြစ်ပါတယ် 2x double chance ဆိုရင်ထုံနေတကောင်းမယ် 2x double chance ဆိုရင်အဝေးကွင်းအသင်းက အနိုင်တို့မဟုတ်တေးဆိုရင် iPad နေတဲ့ browser တွေကအဆင်ပြေအနိုင်ရမှာဖြစ်ပါတယ်နော်ဒါလေးပါပဲအဲ့တော့ win ဆိုတာကတော့ကွာပါတယ် 1x ရဲ့ x ရဲ့2ရဲ့မှာမှ win လို့ပြောလိုက်ရင်အိမ်ဝင်ဝင်တာလားအဝေးဝင်ဝင်တာလားဒါလေးဆက်လက်ပေးလိုက်ရုံပါပဲโอเคပါရှင်းပါတယ်เนาะအဲ့တော့ဒါလေးလည်းမှတ်မှားကြဖို့ဒါတစ်ချက်သတိပေးတာဖြစ်ပါတယ်ကြည့်ရအောင်ကျွန်တော်တို့လက်ကြံပွဲလေးတွေဆွဲလိုက်ရအောင်ဗျာเนาะအဲ့တော့ထုံးစံတိုင်းလေးအသေးလေးဓမ္မလေးတော့ဆက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါဦးညီကိုရေးကျေးဇူးများကြီးတင်ပါတယ်ဗျာ ဆိုတော့ကျွန်တော်လာလီဂါလေးကနေကျွန်တော်စမယ်ပေါ့နော်အဲ့တော့ဒါဝိုင်းစ်ဘက်မှာဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကလည်း GB ရဲ့ promo code ဖြစ်တဲ့ GB777 အောင်အသုံးပြုပြီးတော့လေ100%ဘောနပ်ဘောနပ်စီရနိုင်ပါတယ်အသေးသေးသိချင်လို့ကဝိုင်းစ်ဘက်မြန်မာ Facebook page နဲ့သူတို့ရဲ့ application သုံးမ website link နဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်ကဲဆိုတော့ကျွန်တော် let's go ပါဗျအဲ့တော့ကျွန်တော် promo code လာလီဂါလေးကနေစပြီးပြောမှဖြစ်ပါတယ်အဲ့တော့ real ovo နဲ့ ဒီ Villagano ပေါ့နော် Oviedo ဟာလက်ရှိအနေထားမှာဒန်ရလူစင်အများစုရှိပြီးတော့အဲလောလောဆယ်တော့အနည်းငယ်ပြန်လဲတက်တာလာတယ်။ဒါပေမဲ့လည်းအဲရလက်ကတော်တော်လေးဆိုးရွားနေပြီးတော့တန်းဆင်းဆုံးအောက်ဆုံးအသင်းမှာရက်တည်နေတာဖြစ်ပါတယ်နော်။ရမတ်10မှတ်နဲ့အဆင့်20မှာရက်တည်နေတယ်။သူ့အပေါ်မှာ Levante ရမတ်9မှတ်နဲ့သူ့အပေါ်မှာ Girona ရမတ်10မှတ်ဖြစ်ပါတယ်။အဲ့တော့လက်ရှိ Oviedo အနေနဲ့ကဒီနှစ်သိန်းရနောက်ဆုံးထိတဲ့တဆမှု Villagano နဲ့နောက်ဆုံး2020ရာသီမှာတွေ့ခဲ့တယ်။အဲတော့က Oviedo အိမ်ကွက်မှာ DJ ပဲပေးပြီးတော့ဇီးဇီးဆိုတဲ့ရလက်နဲ့ Real ဒီ Oviedo ကတေး ေကျခဲ့တာဖြစ်ပါတယ်ထူးခြားတာသမိုင်းတစ်ချောင်းမှာဗလကန်တို့အဝေးခွင့်ကနေတခါမှဗလကန်တို့ကချေပေးခြင်းမရှိဘူး2019တစ်ချိန်မှာအဝေးခွင့်ကနေနိုင်နေကျန်တာက2019နဲ့16မှာ ် Oviedo အနိုင်ရထားတယ်ဒဲဂျီနှစ်ကြိမ်မှာနောက်တော့နောက်ဆုံးကတော့2020မှာဒဲဂျီ CC ဖြစ်သားပါတယ်အဲ့တော့လက်ရှိနောက်ဆုံးပွဲကတော့ Oviedo အနေနဲ့အဝေးဝင်းမှာပြီးပါဦးအသင်းကိုနောက်ဆုံး1-0နဲ့အဝေးဝင်းမှာရှုံးတယ်နောက်အိမ်ကမှာ Osasuna ကို0-0နဲ့ကန်တယ်အဲတုန်းကလည်း Osasuna ကတပြိုင်50ရှုံးပေးခဲ့ခြင်းဖြစ်ပါတယ်လက်ရှိရလက်အနေထားရအရင်ကြီးအဆင်မပြေနေဘူး Girona ကိုတေးကန်တယ် Espanyol ကိုရှုံးတယ် Levante ကိုရှုံးတယ်ဗျเนาะအဲ့တော့ now Valencia ကိုတော့နိုင်တယ် Barcelona ကိုရှုံးတယ် LG ကိုရှုံးတယ်ဆိုတော့လုံးဝအဆင်မပြေတဲ့အနေအထားတစ်ခုမှာရှိနေပါတယ် LG ကဘယ်သင်းလာလာရှုံးတယ်တစ်ဖက်က Valle က ကနိုဒီဟာဒီမိုက်တယ်ဗျတိတ်တတိမထားမိတာဗောနော်နောက်ကြောက်လဲကြောက်တာပါတယ်ဗလာကနိုရဲ့လက်ရှိအစုဖွဲ့လိုင်းအပ်လဲမိုက်တယ်လို့လက်ရှိရလလေးလေးတော်တော်လေးအဆင်ပြေတယ်နောက်ဆုံးပွဲမှာရီယယ်မက်ဒရစ်နဲ့ပွဲမှာဆော့တာတော်တော်လေးညှိနေဆိုတော့ခြေစွမ်းပိုင်းအရခံစပိုင်းပူလုံတယ်ဒါပေမဲ့တိုက်စစ်ကောင်းနေတဲ့အတင်းနဲ့တွေ့ရင်တော့အဝေးဝန်းနဲ့လေးပွင့်တတ်တယ်အဲ့တော့ခံစပိုင်း သားပေးစကန်တဲ့အသင်းတွေကိုအဲကိုးသွင်းနေတာတွေ့ရတယ်လို့လက်ရှိအလဲလဲအသင်းတွေကိုလည်းအနိုင်ရထားတာတွေ့ရပါတယ်။ရှေ့မှာ Europa Conference League မှာ Leeds ပိုစတန်ကိုနိုင်တယ်။ Villarreal ကိုရှုံးတာတော့ထားလိုက်တော့ Villarreal ရဲ့အရန်ကျန်းနေလို့ဒီရသည်မှာနော်။အဲ့တော့အလာဘတ်ကိုနိုင်တယ်။ Hakan on the Egan နဲ့ Lavandi အိမ်ခွင်မှာ DJB B Z3 နဲ့နိုင်တဲ့အချက်မိုက်ပါတယ်။ဘာလို့လဲဆိုတော့လက်ရှိအဆင့်16ရမှ9မှရနေတဲ့ Lavandi အိမ်ခွင်မှာ Velagano ပေးခဲ့တဲ့ကြီးက DJ ဖြစ်ပါတယ်။3-9ပြန်နဲ့နိုင်တဲ့အတွက်အခုရမှဒါ10မှတ်နော်။တမှတ်ပဲကွာတယ် Lavandi နဲ့တမှတ်ပဲကွာတယ်နော်။ အဆင့်20မှာရောက်နေတဲ့ OVA တို့အသင်းကိုအဝေးဝန်းကနေ level 50ပေးလိုက်တာဟာမနေ့ကမှတ်မိလားမိုချန်ကလာဘက်ဂျီနဲ့အဆင်နဲ့ နောက် Crystal Bailey အစင်နဲ့တော်တော်လေးဆင်နေတယ် Crystal Bailey ရတော့ထားလိုက်တယ်ပေါ့နော်တလုံးဒါ80ပေါင်းပေးထားတာဆိုတော့ Mojang Club ပဲအစင်နဲ့တော်တော်ကိုဆင်နေပါတယ်နော်ဒါကြောင့်လက်ရှိ Velagano နေနဲ့လုံးဝရှုံးစရာမရှိနိုင်ဘူးခြေစွမ်းရတော့လောကောင်ကြေးရတော့လောကောင်နော် Velagano တော်တော်လေးမိုက်ပါတယ်ဒါပေမဲ့တေးလေးတော့အနှဲငယ်လေးကြာနေတာတော့သတိထားစီခြင်းနဲ့ Ovio ကအရန်ခံစစ်မာတယ်အသားပြုတ်ကန်တယ်ဒါပေမဲ့ခြေစွမ်းအရတော့လုံးဝနိုင်ဖို့ Ovio လုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်လုံးဝ safe ဖြစ်အောင်နေမယ်ဆိုရင်တော့ 2x double chance Velagano အရန်မိုက်ပါတယ်ဒါပေမဲ့မြန်မာကြီးနဲ့နေချင်တော့ ဖလကနိုပဲယူရမှာဖြစ်ပါတယ်။ Okay ပါ။အဲ့တော့နောက်တစ်ပွဲကတော့ Batten နဲ့ကျွန်တော်ဂျီရိုနာဖြစ်ပါတယ်။လုံ90ရုံ320ရုံနဲ့ကာထားပါတယ်။ဆိုတော့လက်ရှိဂျေးရမူတီဗီစဉ်းစားမယ်ဆိုကြတဲ့ကဒီဂျေးက Batten အနေနဲ့အောက်တက်နှလုံးပြတ်မယ်ဆိုတဲ့အဓိပ္ပာယ်မှာသွားနေတယ်။ဒါပေမဲ့မနေ့က Valerie အနေနဲ့လည်း2-1နဲ့เนาะပွဲပြီးခဲ့တဲ့အတွက် body အနေနဲ့ကနည်းနည်းလေးလန့်ရပါတယ်။ဒီလိုမျိုးအဆင်ထပ်ပြီးတော့ဝင်နိုင်ချေရှိပါတယ်။အဲ့တော့ Batten ဟာလောလောဆယ်အန်တိုနီယိုအုပ်စုခြေစွမ်းအရန်ကောင်းနေတဲ့အချက်ကြောင့်ဒီလိုမျိုးနှလုံးအောက်တက် ပြတ်မယ်လို့ယူဆထားပုံရပါတယ်အဲ့တော့မနေ့ကပေးခဲ့တဲ့ကြီးက2024မှာ level 50ရုံအင်္ဂါမှာပေးခဲ့ပြီးတော့1-1နဲ့ပဲဂျင်းနှက်ခဲ့ရတယ်။တမိုင်းတစ်လျှောက်တလုံး50ပေါင်း2ချိန်နော်2019နဲ့2020မှာဖွင့်မှုတဲ့2ချိန်လုံးအောင်ဘူးတယ်။အဲ့တော့အခုပေးထားတဲ့တလုံး50ရုံဆိုတာတမိုင်းတစ်လျှောက်တစ်ခါမှမဖွင့်ဘူးတဲ့ကြီးအပြင်းဆုံးပွဲဖြစ်ပါတယ်။နော်အဲ့တော့ဂျီရိုနာဟာ real bet အင်္ဂါမှာတမိုင်းတစ်လျှောက်2010တခုပဲတစ်ခါပဲ0-1နဲ့အနိုင်ရထားတယ်။ဂျန်နာကတည်နေ real bet အနိုင်နဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့တော့လောလောဆယ်မှာ3လုံး20ရှုံးကိစ္စပေါ့လေ3လုံး50ရှုံးကတော့ဟုတ်ပါတယ်ဒါပေမဲ့3လုံး20ရှုံးဆိုတဲ့ကဂျီရိုနာဟာကိုးရမယ့်အနေအထားမျိုးတော့ဖြစ်နေတယ်ဗျ။ဒါကြောင့်လဲဆိုတော့အကယ်၍ real budget အနေနဲ့3လုံး100ရှုံးမှာ3လုံးတည်ရဆိုရင်တော့ဒေဂျာတကူကတော့ဂျီရိုနာအဲကိုးရဖို့ခက်ခဲနိုင်ပြီးတော့ budget အနေနဲ့3လုံးထိပြတ်နိုင်တယ်ဆိုတော့ဂျေးမျိုးဖြစ်ပါတယ်။အခုကမဟုတ်ဘူး3လုံး50ရှုံးလေးသာဖွဲ့ပြီးတော့3လုံး20ရှုံးတင်ထားပြီးဆိုတဲ့ကအဲ2-1တဘောက်ကနေစကြည့်ရမယ်အနေအထားဖြစ်တယ်လို့ကျွန်တော်ယူဆရတယ်။နော်အဲ့တော့တခုပဲ ဒီဘတ်တက်ဟာအိမ်ခွန်းမှာပိတ်ကံမယ်ဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးလောလောဆယ်ရနောက်ဆုံးနှစ်ပွဲဆက်ကလင်းရှိယူထားတယ်လိုင်ယွန်ကို 2C နဲ့မာယော်ကာကို 3C ဖြစ်ပါတယ်အဲ့တော့မာယော်ကာအသင်းကိုလက်ရှိအဆင့်16ဖြစ်တဲ့မာယော်ကာကိုအိမ်ခွန်းမှာရီယယ်ဘတ်တက်ဟာတလုံးတရေပေးခဲ့ပြီးတော့3ခုပြန်နဲ့နိုင်ခဲ့ပါတယ်ထို့ကြောင့်လက်ရှိပေးထားတဲ့အဆင့်16ဂျီရိုနာကိုပြီးတဲ့ဂလုံးကားလေရှုံအရာကတော့တေချာတော်ကတော့ရီယယ်ဘတ်တက်အောင်ဖို့ရခိုင်တော့လည်းများတယ်နော်ကိုပြရမဖြစ်ဖြစ်ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဂျီရိုနာကိုကြည့်ရရင်နောက်ဆုံးပွဲမှာအလာဘက်ကိုနိုင်တာမိုက်တယ်ဂရာဖိအိမ်ခွန်းမှာ2-1တခုရှိတာကဂျီရိုနာဟာလက်ရှိအဝေးဝင်းဟာအန်ဒါ2 2.5များပေမဲ့1-1နဲ့ Bolinus score နောက်ဆုံး5ပွဲဆက်ဖြစ်ထားတယ်ဗျဘာစီလိုနာအိမ်ခွင်းမှာတော့2-1နဲ့ကန်နိုင်ခဲ့တဲ့ Girona လက်ရှိ Garafon ပြန်မှန်နေတယ်လို့ပဲကျွန်တော်ကတော့သုံးသပ်တဲ့အတွက်ဒီပွဲကတော့ Girona ကိုရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်2-1တပေါက်လေးမျှော်လင့်နေ Go ball ကြီးကြိုက်ပါတယ် body ရှောင်ပါတယ် Real Betis Go ball ဖြစ်ပါတယ်အဲ့တော့နောက်တစ်ပွဲကတော့ဒါ Graphy နဲ့ ဒီကိုပွဲဖြစ်ပါတယ်ဒီကိုဝေးကနေတလုံး80ပေါင်းနှလုံးတည်နေကာထားတယ်ဒီနေ့သင်ရနောက်ဆုံးထိတ်တဆမှုရဂရာဖီအိမ်ကမှဒီကိုဝေးဝင်နေလေးပဲတရားရှုံးပေးတယ်2-1နဲ့ကျွန်တော်ပွဲပြီးခဲ့တဲ့အတွက်ဒီရာဒီမာလည်းထပ်ပြီးတော့ဒီလိုမျိုးကြီးဘာဘာလီပဲဖွင့်လှစ်ထားတဲ့အချက်ကြောင့်နည်းလေးနည်းနည်းလေးတော့အန်ရီများတယ်ဗောလေဒါပေမဲ့လည်း၈နှစ်2024ရှစ်လပိုင်းမှာလည်းလေဗယ်တရားရှုံးပဲပေးခဲ့တာပါ1-3နဲ့အောင်ပါတယ်ဆိုတော့အရန်ကြီးပြော့တာမျိုးတော့မဟုတ်ဘူးဆိုတော့ဘာလို့ ူပေါင်းချင်းနှလုံးတည်ဖြစ်နေတဲ့အတွက် level တရားရှုံးဟာ online ကြီးရှိနေတာเนาะအဲ့တော့လက်ရှိဒီ graphic အနေနဲ့မာယောကာကိုနောက်ဆုံးပွဲမှာ1-0နဲ့ရှုံးတယ် Real Madrid အသင်းကို0-1နဲ့ရှုံးတယ်အင်ကွင်းလီတော့တရားဒီမဆိုးဘူးပေါ့เนาะ graphic အနေနဲ့ရှုံးပွဲဆိုလို့ဒီ Real Madrid အသင်းကြီးတသင်းနဲ့ပဲရှုံးသေးတာဒါတော့မှကတ်ရှုံးတာအဲ့တော့ Oviedo ကိုနိုင်တယ်အလာဘတ်ကိုတည်လဗန်လေးကိုတည်ဂျီရိုနာကိုနိုင်တယ်ဆိုတော့အရင်ကြီးတော့အင်ကွင်းကအဲအထင်ကြီးစရာမရှိဘူး graphic ကဒါပေမဲ့ cancel သားပေးပြီးတော့ gain နဲ့အတွက်နည်းနည်းလေးဒီနေ့ဘက်မှာပိတ်ဆော့လာနိုင်တယ်အဲ့တော့ Tico ကလက်ရှိ current form အရင်ကောင်းနေတယ် ဘရီယာဘတ်ကိုနိုင်တယ်2-0နဲ့အဝေးဝန်းကနေနိုင်တာမိုက်တယ်လာဗန်ဒေးကို3-1ဆီဗီလာကို3-0တော့အစင်တော့ပြည်နေတယ်ဒါပေမဲ့အဝေးဝန်းကိုနှိပ်ကြည့်လိုက်တဲ့အခါမှာအဝေးဝန်းနိုင်ပွဲကအဲ့ဒီရီယာဘတ်တစ်ပွဲပဲနိုင်ဘူးလားနော်အဲ့တော့ဒီယာဒီမှာအလာဘက်အင်္ဂုမတည်ရေအက်စပန်ညောကို2-1နဲ့ရှုံးတယ်မာယော်ကာအင်္ဂုမတည်ရေနဲ့ဆယ်တာဗီကို1-1နဲ့ကန်ထားတယ်ဗျဆိုတော့လက်ရှိဖောင်ရက တီကိုနေဖို့တော့တိတ်တော့အဆင်မပြေနေဘူးเนาะအဲ့တော့လက်ရှိဟိုဒီဒီဒီအွန်ဖောင်ဖြစ်နေတယ်ဆိုပေမဲ့ graphic အိမ်ဝင်ကကစားရခတ်ပါတယ်ဆိုတော့စဉ်းစားမယ်ဆိုရင်တော့ body အရ graphic ပဲနေတဲ့လို့ go out လေးလေးကြိုက်ပါတယ်ဒါပေမဲ့ La Liga ထဲမှာဒီပွဲဟာအန်ဒီအများဆုံးပွဲဖြစ်ပါတယ်ကျွန်တော်တို့ရှောင်ပါတယ်เนาะအဲ့ပွဲမယူပါဘူးနောက်တစ်ပွဲကတော့ LG နဲ့ဒီဒီနောက်ဆုံးပွဲကတော့ဒီ Real Madrid ပွဲပါ Real Madrid ကဒီနေ့ပွဲမှာ DJ ဘာလို့ပေးလဲစဉ်းစားလို့မရအောင်တလုံး90ရှုံးပေးထားတယ်တလုံး40ရှုံးပေးထားတယ်ဗျချေးကမှားတော့မှားနေတယ် ဘယ်လိုဖြစ်လဲဆိုတော့ဒီပွဲပြီးရင် real ဟာလာမယ့် champion league မှာဒါရမှတ်ဖြစ်ရမယ့်အနေအထားရှိသလို LG Hadia ဒီမှာเนาะအိမ်ဝင်အရန်ကောင်းတဲ့အသင်းတွေကတသင်းဖြစ်ပါတယ်เนาะတစ်ချက်လေးသွားကြည့်လိုက်မယ်အဲ့တော့လက်ရှိ LG ဟာလောလောဆယ်မှာဒီအိမ်ဝင်မှာလုံးဝရှုံးဝဲမရှိသားသေးတဲ့အသင်းမှာဒီမှာကြည့်ကြည့်လိုက်เนาะအိမ်ဝင်လုံးဝရှုံးဝဲမရှိသားသေးဘူးเนาะဘီဘာအိုကိုစီးစီးကန်နေ real ဆိုစီးတဲ့ကို11 Celta Vigo ကို21 OVA2 ကို10 Levante ကို20 တော်တော်လေးမိုက်နေတယ်ပေါ့နော်။နောက်ကန်ဆယ်လည်းတော်တော်လေးလုံတဲ့အနေအထားရှိတယ်။ကြေးတွေလည်းတောက်လျှောက်အောင်လာတယ်။ LGD ရာသီအိမ်ကောင်မှာရှုံးတဲ့ ကြည်လုံးဝမရှိတာသေးဘူး။ဒါကြောင့်လင်းလေးလန့်ရတယ် LG ကဒါဟိုတောင် Rie ဟာတလုံး90ရှုံးကြီးပေးထားတယ်ဆိုတော့တကယ်ပဲကျုံတော့မှာလားပေါ့လေ။တကယ်ကျုံလို့တော့မရဘူးပြ။ Rie မှာလက်ရှိဒန်ဟန်လူစင်အရင်များနေတယ်။နောက် Alaba ရှိမယ်၊ Rudiger ရှိမယ်၊ Cavani ရှိမယ်၊ Militao ရှိတယ်၊ Chouamani ရှိတယ်ဆိုတော့နောက်ပွဲလာမယ့်ပွဲကတော့ခြောင်တော့ခြောင်နေနော်။ Olympia Coast အိမ်ဝင်ဆိုတော့အဲ့ပွဲအတွက်လည်းခြံကစားရအောင်မှာ။နောက် Real Madrid နောက်ဆုံးပွဲကလည်း Valagano အိမ်ဝင်မှာဒါစီးစီးနဲ့ပွဲပြီးခဲ့တာ။အဲတော့ကလည်းတလုံး90ရှုံးပေးခဲ့ဘူးတာပဲ။နော်အဲ့တော့ဘလို့ဖြစ် Valagano အိမ်ဝင်တော့ မနိုင်ခဲ့တဲ့ကိစ္စမှာဒီနေ့ LG အင်ကွင်းကနှလုံးပြက်စီရတော့မရှိဘူးရကျွန်တော်တို့ဒီဘွဲကြေးအလိန်လိုပဲတတ်မှတ်တယ်เนาะဟိုသူကသူကိုကိုပြက်တွေအတွင်းကမှာတွင်းရောပေါ့လေဆိုတော့နေမယ်ဆိုရင်တော့ LG ပဲကြိုက်ပါတယ်เนาะကိုပေါင်းကြီးကတော့အန်နေများတယ်၃လုံး30ရှုံးရ LG ကိုကိုပေးထားတာလားတမင်ဘော်ဒီကိုအာယုံပြောင်းအောင်လို့သူတို့ဆွဲတင်ထားတာလားတော့မပြောတတ်ဘူးပေါ့လေဘလို့ပဲဖြစ်ဖြစ်တော့အဲလက်ရှိဒီဘွဲကတော့ကျွန်တော်တို့ LG ပဲကြိုက်ပါတယ်เนาะ LG ဘော်ဒီပါโอเคပါအဲ့ဆိုတော့လာလီဂါအကုန်ပြီးပါပြီဆိုတော့ ကျွန်တော် series ရှောင်းနေဆိုတော့ကျွန်တော်တို့ league 1လင်းသွားပါမယ်เนาะ league 1မှာကျွန်တော်တပွဲပဲပြောပါမယ်အဲ့ဒါကတော့ lily နဲ့ paris ပွဲပဲဖြစ်ပါတယ် channel ပွဲအားလုံးကျွန်တော်ရှောင်းထားပါတယ်เนาะအဲ့တော့မနေ့ကတော့ကျွန်တော် lance ပွဲကတော့သူတို့ဖင်ပိတ်ဆော့ပြီးတော့ 1c နဲ့လစ်သွားတယ်ပေါ့လေเนาะအဲ့တော့ randy's goal ပေါ့လीတော့မနေ့ကတော့အဆင်ပြေမယ်ထင်ပါတယ် okay ပါအဲ့တော့ league 1မှာကျွန်တော်ဒီတပွဲပဲကြိုက်တယ်ဒီ lily နဲ့ဒီဒီဒီ paris fc ဖြစ်ပါတယ်အဲ့တော့ paris fc ကတော့မနေ့က league 2ကနေတန်းတက်လာတဲ့အသင်းဖြစ်ပြီးတော့ lily ဟာလက်ရှိတရားဒီမှာခြေစွမ်း အဲတော်တော်လေးရိမ့်တဲ့အနေထားလို့ပြောရမှာပေါ့လေအဲ့တော့ဂျီရူးရောက်လာပင်မဲ့လဲတိုက်စစ်ကအရင်ကြီးမကောင်းလာဘူးနောက်ဆုံးဒါလေးဘွဲဆက် under 2.5ဖြစ်သွားတယ်တပွဲပဲနိုင်တာတယ်အန်ကာအသင်းကိုကတ်ပြီးတော့1စီးနဲ့ပဲနိုင်တယ်အဝေးဝင်2ပွဲဆက်ရှုံးလာတယ် star ball အင်ကွန်းမှာ2စီးရှုံးတယ်ကတ်ဒီ gamina zavasta အသင်းကို yoruba league မှာ1စီးနဲ့ရှုံးပြီးတော့နောက်ဆုံးဒီဒီလက်ရှိနေသားရဒီဒီ nice အသင်းကို2စီးနဲ့ရှုံးထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီအသည်အင်ကွန်းလေးတော့မဆိုဘူး league 1မှာအင်ကွန်းရှုံးထားတာတပွဲပဲရှိတယ် lion အသင်းကို0-1နဲ့ရှုံးထားတာဖြစ်ပါတယ်တေရတော့ psg အသင်းကိုတေရအောင်ကန်ထားတယ်ဆိုတော့မဆိုဘူးဗျ lively အင်ကွန်းမှာဒီအသည်တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် monaco အသင်းကို1စီးနဲ့နိုင်တာတယ် two lock ကို2-1နဲ့နိုင်တယ် brand ကို2-1 bok ီပွဲကတော့ဒါသူတို့ဖွင့်ဆော်တဲ့အတွက်3 4နဲ့ရှုံးနေပေါ့လေသို့ပေမဲ့လည်းဂျေးအရာအဖြစ်သုံးသပ်ရမယ်ဆိုရင်တော့ဒီဂျေးကနည်းနည်းလေးပြော့နေတယ်နောက်တော့တစ်လုံး30ဘောင်းမှာတစ်လုံး40ဘောင်းအရကိုပြတ်နိုင်ကြီးအရန်နေတယ်เนาะဒါဒါလေးစဉ်းစားမှာဖြစ်ပါတယ်ဘာလို့ဆိုအန်ကားလို့အသင်းကိုတော့တလုံး90ရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာဒီဘက်ကတလုံးတည်တော့ပြင်းပြင်းဖွင့်တင်နေဆိုတော့တစ်ခုတစ်ခုရှိတာကကိုပေါင်းကြီးတလုံး90ဘောင်းဝင်ဖြစ်နေတာကြောင့်ဘလိုက်ဒီနေနဲ့တလုံး30ဘောင်းဟာ းနားလည်ပေးလို့ရတယ်အဲ့တော့တစ်ဖက်ကအသင်း Paris FC ကိုကြည်ရင်လက်ရှိတိုက်စစ်ပိုင်းအရန်ကောင်းနေတယ်နောက်ဆုံးပွဲမှာ Randy အသင်းကိုဇီးဝမ်းနဲ့ရှုံးနေဆိုပေမဲ့ Monaco အိမ်ကွင်းမှာဒီတလုံး90ပေါင်ဂျီကိုမိုနာကိုရဲ့တလုံး90ပေါင်ဂျီကိုဇီးဝါနဲ့အောင်ထားတာတွေ့ရတယ်။နောက် Lion ကို3-3နဲ့ကန်တယ်ဆိုတော့အသင်းကြီးတွေကို Barrett ဟာအဲဒုက္ခပေးတဲ့အနေအထားလေးတွေ့ရတယ်ပေါ့လေ။ဒါပေမဲ့လက်ရှိအဆင့်3ဖြစ်တဲ့3လနှစ်လာမသိပေါ့လေ။ Lance ဟာအင်ကွန်းမှာလည်းပဲတရားရှုံးမဲ့ပေးခဲ့တာကြောင့်အခုပေးတဲ့เนาะ Lily G ဟာဒါတလုံးကို40ပေါင်ဆိုတာဟာ နားလည်ပြီးလူရပါတယ်ဆိုတော့ဒါပေမဲ့ကိုပြတ်နိုင်တဲ့ဂျီမဟုတ်ဘူးကိုပြတ်နိုင်မယ်ဆိုရင်လက်ရှိဒီရာသီမှာမာစီပေးခဲ့တဲ့ဂျီအတိုင်းပေးရမှာမာစီရဒီရာသီမှာတလုံး90ရှုံးပေးခဲ့တဲ့9ခု2ခုနဲ့ကိုပြတ်နိုင်ခဲ့တာကြောင့်ကိုတော့လုံးဝမပြတ်နိုင်တာသေးကြတယ်ဒါပေမဲ့ဘလိုပဲစဉ်းစားစဉ်းစားဒီဘွဲကအိမ်ဝင်အရန်ကောင်းတဲ့လိုင်လီပဲသုံးမှတ်ရသွားမယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီနေ့လီဝမ်းထဲမှာတော့ဒီဘွဲပဲကြိုက်ပါတယ်လိုင်လီဘော်ဒီဖြစ်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်ပွဲတော်တော်များများပြီးပြီပေါ့လीเนาะဆိုတော့ဂျန်နာဘာဂျန်အောင်မလဲဆိုတော့ဆိုတော့အကုန်လုံးတော့ကျွန်တော်ပြောပြောလိုက်ပါတယ်เนาะအဲ့တော့ လက်ရှိကတော့ကျွန်တော်ဒီနေ့ live လေးနှစ်ခုလွှင့်ထားတယ်ပေါ့လေ okay ပါဆိုတော့ချိန်မှာတော့ကျွန်တော် shift live ထဲမှာနှစ်စာပွဲတစ်ပွဲနဲ့ youtube ပွဲလေးတစ်ပွဲခြားပေးထားပါတယ်အဲ့ဒီ live ထဲမှာကျွန်တော်လေးသင်းမောင်းလေးနဲ့ဒီ wine spot မောင်းလေးတစ်မောင်းဒီနေ့ပွဲမှာခြားပေးမှာဖြစ်ပါတယ် okay ပါဆိုတော့အသေးလေးလက်မလေးเนาะတော်တော်ဆက်ကူညီပြီးတော့နှိပ်ပေးကြပါဘုန်းကြီးကိုကျေးဇူးများတင်ပါတယ်ဗျာအဲ့တော့ဒီနေ့ဒါ23ရက်17လ2025ရက်ယူချင်တာလေလေးသင်းမောင်းမောင်းနှစ်လေးကျွန်တော်မန်မာပွဲလေးရခြားပေးမှာဖြစ်ပါတယ်အဲ့တော့မောင်းနှစ်ထဲမှာကျွန်တော်တို့ real bad တဲ့ goal ball arsenal body lively body leipzig goal ball ဖြစ်ပါတယ်ပြပြပြပါမယ်မောင်းနှစ်ထဲမှာ ဘတ်တက်5ဘောအာဆင်နယ်ဘောဒီလိုင်လီဘောဒီနဲ့လိုက်ဇစ်5ဘောဖြစ်ပါတယ်ဒါကတော့၄သမောင်းမောင်းနှစ်ဖြစ်ပါတယ်အဲ့တော့ Wise Bat မောင်းလေးကျွန်တော်ပြောပြပါမယ် Wise Bat မောင်းကတော့ကျွန်တော်တို့ Union Berlin 2x double chance ဖြစ်ပါတယ်အာဆင်နယ် 1x double chance ဖြစ်ပါတယ် Velligano 2x double chance ဖြစ်ပါတယ်လိုင်လီ 1x double chance ဖြစ်ပြီးတော့ မေဂျလန်ဝင်းနဲ့ယူရင်တော့အဆင်ပြေမယ်ထင်ပါတယ်เนาะမေဂျလန်အကြေးဝင်းနဲ့ယူရရင်လည်း 2H တပဲ chance နဲ့ယူလို့အဆင်ပြေမယ်ထင်ပါတယ်เนาะဒါကတော့ဒါ wise bet မောင်းဖြစ်ပါတယ်ဟုတ်ပြီပါအားလုံးပဲဂွက်လက်ပါညီကိုတွေเนาะအဲ့တော့ထုံးစံတိုင်းလေးအသေးလေးလမလေးတော်တော်ကူပြီးတော့ဒီ live လေးကိုမနေ့ရတဲ့တော်တော်ချက်လို့နှိပ်ပြီးကြပါအောင်ညီကိုတွေအဲ့တော့မနေ့ပြန်တော့ကျွန်တော် main wallet ရှိတယ်ဆိုတော့မနေ့ပြန်တော့ထုံးစံတိုင်းလေးပဲเนาะ6နာရီလောက်9နာရီလောက်ကျွန်တော် live လေးတက်လာပေးပါမနေ့ပြန်တော့ရန်ပွဲနေပါတယ်เนาะဟိုရိုးရိုးပွဲအနေနဲ့ပဲ short thin တဲ့အနေထားပေါ့လေโอเคပါဆိုတော့ live လေးကျွန်တော်ဒီမှာပဲရန်နာပြစီညီကိုတွေเนาะအဲ့တော့ဒီနေ့ကြည့်ရွေး brother တွေ share ပဲ brother comment ေ brother တွေတယောက်ချင်းတည်းတရားကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ